ကနေဒါနိုင်ငံမှာဘဲရီတောင်းချမ်းလို့ဒီလိုလုပ်ပြီးတော့ဖြစ်ရှင်းနေရတယ်။ဒါကတကယ်ဘဲအစ်စ်တွေမဟုတ်ပါဘူး။အကြောင်းရင်းတစ်ခုရှိလို့ရွေကျက်ကြကြနဲ့ဖန်တီးပြီးအသုံးပြတဲ့ဘဲအတုတွေပဲဖြစ်ပါတယ်။အတိလိုသားမလုပ်ထားဘူးဆိုရင်ကနေဒါနိုင်ငံမှာကားတွေဘလုံးမှရှေ့ဆက်သွားလာလို့မရတော့ဘဲကားလမ်းကြောင်းပိတ်ဆို့မှုကြီးတွေနေရာတိုင်းမှာဖြစ်ပြီးတော့လမ်းမဆက်သွယ်ရေးအခက်အခဲရှိနိုင်တဲ့အထီးပါပဲ။ဒါလောက်အထိကြီးမားလာတဲ့ပြဿနာကြီးကိုဒီမှာမြင်နေရတဲ့ဘဲရုပ်ထုအတုကလေးတွေက ဖြစ်ရှင်းပေးနိုင်ခဲ့ပါတယ်။ အကြောင်းရင်းကဘာလဲဆိုရင်တော့ကနေဒါနိုင်ငံရဲ့လမ်းတွေပေါ်မှာမြန်မာနိုင်ငံလိုမျိုးခွေးတွေကြောင်တွေမရှိပါဘူးသူတို့မှာဘဲတွေအများကြီးရှိနေတာပါပဲဒါကြောင့်မလို့အဲ့ဒီဘဲတွေအုတ်စုလိုက်ကြီးကားလမ်းဖြတ်ကူးတဲ့အခါမှာတော်တော်လေးကိုအချိန်ကြာတာကြောင့်ကာသမာရီကလည်းဘလုံးမကိုရှေ့ဆက်မောင်းနှင်လို့မရတော့ပဲအလုံးလမ်းခရီးကြံ့ကြာမှုတွေဖြစ်ကုန်ကြပါတယ်ဒါကြောင့်မလို့ကားလန်းတွေရဲ့အနီးနားကတအုပ်ထဲမှာဘဲရုပ်အတုတွေအများကြီးကိုချထားလိုက်ပါတယ် လူတွေကလည်းဘယ်ရီလိုမျိုးဝစ်စင်ကမြခင်းတွေကောက်ယိုကင်းတွေတဲမှာဝင်ပုံးပြီးတော့အတန်အတုနဲ့ဘယ်ရီသတိထားမိစေဖို့အတွက်လမ်းခေါ်ပါတော့တယ်။အဲ့ဒီအခါမှာဘယ်ရီကလည်းသူ့ရဲ့အုပ်စုရှိတဲ့နေရာလိုထင်သွားပြီးတော့အတောင်ပံကိုဖြန့်ကျက်ကချက်ချင်းရောက်လာပါတော့တယ်။ဒီနီလန်ဟာကာလမ်မပေါ်မှာဘဲအုပ်စုတွေအချိန်အကြာကြီးဖြတ်ကူးနေတာကိုကာကွယ်ပေးနိုင်တဲ့အပြင်ဘဲကိုဖမ်းပြီးတော့ရောင်းစားခြင်းနဲ့သူတွေအတွက်ဆိုရင်လည်းအဲ့ဒီဘယ်ရီကသူ့စီကိုရောက်လာအောင်လို့လွယ်လွယ်ကူကူပြုလုပ်လို့ရနေတယ်လို့ပါပဲ။ပရိသတ်ကြည့်လို့ရောဒါကိုဘလို့များထင်မြင်မိကြပါသလဲနော်။